အားလုံးပဲကျမချွလန်းကြပါသေးရှင်။ကိုလင်းအော်တိုမိုဘိုင်းစေးစံတာ page ကနေပြီးတော့နှွေးထွေးဆောင်နဲ့ပြန်လည်ကြိုဆိုပြသေးရှင်။ဒီတစ်ပတ်မှာတော့ဖြူကနီးပညာလဲမြင့်မားတယ်၊ performance လဲကောင်းတယ် safety ဘိုင်းကလည်းစိတ်ချရတဲ့လူကြိုက်အရန်ကိုများတယ် luxury SUV တွေက Range Rover Villa Garnacy ကိုတပြိုင်တည်း review ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီကားနှစ်စီးရဆိုရင်တော့ P250 SE Grade 2018 model ကနဲ့ P300 HSC Grade 2019 model ကပဲဖြစ်ပါတယ်ရှင်2018 model ကဆိုရင် snow white color ဖြစ်ပြီးတော့2019 model ကဆိုရင်တော့ bronze color ဖြစ်ပါတယ် bronze color ဟာဆိုရင် full grade ဖြစ်ပြီးတော့ first owner က customize လုပ်ထားတဲ့ကားတစ်စီးလေးဖြစ်ပါတယ်ရှင်ဒီကားနှစ်စီးလုံးပါဆိုရင် engine power က 2.0cc တာဝန်နဲ့လာတဲ့ကားတွေပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဘေးချက်တွေကတူညီပြီးတော့ဘေးချက်တွေကမတူဘူးလဲဆိုတာကိုဖြူရုံးနဲ့အတူလိုက်ကြည့်ပေးပါအောင်နော်။ ရှေ့ရုပ်ထွက်ကိုကြည့်မယ်ဆိုရင်တော့နှစ်စီးလုံးမှာ signature ဖြစ်တဲ့ mesh gray က luxury ဆန်ပြီးတော့ခံရတယ်။ LED headlight နဲ့ daytime running light သွားထားတဲ့ဒီဇိုင်းကလည်းစမ်းသစ်တယ်။အလေဘက်မှာဆိုရင်တော့ Range Rover ဆိုတဲ့စာကိုမြင်တွေ့ရပါတယ်ရှင်။ Bronze color မှာဆိုရင် Ford light သွားပေးထားတဲ့ဒီဇိုင်းကအမြင်ဆန်းပြီးတော့ရှေ့ရုပ်ထွက်ကိုပိုကျသွားစေတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ ။ဘေးဘက်ကိုကြည့်မယ်ဆိုရင်တော့2018 model B250 SC grade မှာဆိုရင်အလွိုင်းဝီးက21 inches ကိုသုံးပေးထားပါတယ်ရှင်။ villa ရဲ့ flash door handle design နေရာဆိုရင်ကားကိုပို့ပြီးတော့ aerodynamic ဖြစ်စေပါတယ်။ ground clearance ကဆိုရင်လည်း SUV ကားတည်းဖြစ်တာနဲ့အညီမြင့်နေတဲ့မှာပါတာကိုမြင်တွေ့ရပါတယ်ရှင်။ 2019 model B300 HSC grade ရဲ့ alloy wheel ရဆိုရင်20 inches alloy wheel သုံးပေးထားတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ Villa ရဲ့ flash door handle design နေရာဆိုရင်ကားကိုပို့ပြီးတော့ aerodynamic ဖြစ်စေပါတယ်။ကားနှစ်စီးလုံးရဲ့ ground clearance ဟာဆိုရင်လည်း SUV ကားတစ်စီးဖြစ်တာနဲ့အညီမြင့်နေထဲမှာပါတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ အနောက်ဘက်ကိုကြည့်မယ်ဆိုရင် LED daylight design ကဟိုဘက်တစ်ခုဒီဘက်တစ်ခုသွားပေးထားပြီးတော့အမြင်မှာစမ်းသက်လှပစေတယ်။အလေဘက်မှာဆိုရင်လည်းအရှိတ်ဘက်လိုမျိုးပဲ Range Rover ဆိုတဲ့စာကိုလည်းမြင်တွေ့ရပါတယ်ရှင်။2018 model မှာဆိုရင်တော့သူ့ကားရဲ့ grade ဖြစ်တဲ့ P250SE ဆိုတဲ့စာလေးကိုလည်းမြင်တွေ့ရပါတယ်။ကဲဒါဆိုရင် cargo space ကရောဘယ်လောက်ထိကျယ်ဝန်းမလဲလိုက်ကြည့်ပေးပါဦးနော်။ နောက်ဖုံးဖွင့်ပိတ်ဟာဆိုရင်မော်တာပါတဲ့အတွက်ကြောင့်ဖွင့်ပိတ်အရန်ကိုအဆင်ပြေစေတယ်။ cargo space ဟာဆိုရင်လည်းထင်ထားတာထက်ပိုပြီးတော့ကျယ်ဝန်းနေတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ဘေးဘက်မှာဆိုရင်တော့ travel socket တစ်ခုပါဝင်တာကိုမြင်တွေ့ရပါတယ်။နောက်တစ်ဖက်မှာဆိုရင်တော့အောက်ဖက်နားလေးမှာမီးပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ cargo space ရဲ့အောက်ဖက်မှာဆိုရင်တော့ စပယ်ယာဝေးပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်2019 model P300 HSC grade ရဲ့အနောက်ဘက်ကိုကြည့်မယ်ဆိုရင်တော့ LED ထေးလိုက်ဒီဇိုင်းက U shape ပုံစံလိုမျိုးဟိုဘက်ဒီဘက်သွားပေးထားတာဆိုရင်လည်းအမြင်ဆန်းပြီးတော့လှပနေစေတယ်။ညဘက်တွေမှာပိုထင်ရှားပြီးလှပနေမှာပဲဖြစ်ပါတယ်။အလေဘက်မှာဆိုရင်တော့အရှိဘက်လိုမျိုးပဲ Range Rover ဆိုတဲ့စာတန်းပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။2019 model မှာဆိုရင်တော့သူ့ရဲ့ grade ဖြစ်တဲ့ SP 300 HSC ဆိုတဲ့စာလဲပါဝင်တာကို မြင်တွေ့ရပါတယ်ရှင်။ Cargo Space ရောဘယ်လောက်ထိကျယ်ဝန်းလဲကြည့်လိုက်အောင်နော်။နောက်ဖုံးဖွင့်ပိတ်ကမော်တာနဲ့လာတာကိုမြင်တွေ့ရတယ်။ Cargo Space ကလည်းကျယ်ကျယ်ဝန်းရှိတဲ့ခါကျတော့ luggage တွေနဲ့ပစ္စည်းတွေအလုံးလောက်ထည့်လို့ရတဲ့အနေအထားကိုလည်းမြင်တွေ့ရပါတယ်ရှင်။ Travel socket တစ်ခု ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်။ ဒီဘက်အချမ်းမှာဆိုရင်တော့အောက်ဖက်မှာမီးလေးပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ Cargo Space ရဲ့အောက်ဖက်မှာဆိုရင်တော့ Spare Wing ပါဝင်တာကိုမြင်တွေ့ရပါတယ်ရှင်။ကားနစီလုံးရဲ့အနောက်ဖက်ဒီဇိုင်းတွေကရုတ်တရက်ကြီးလိုက်မယ်ဆိုရင် တူညီစရောင်းနဲ့2018 model နဲ့2019 model ရဲ့ exhaust ပါဝင်တဲ့ပုံစံကတော့အနည်းငယ်ကွဲပြားနေတာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ အတွင်းကနေကိုဝင်လိုက်တာနဲ့ Villa ရဲ့ minimalist နဲ့ high technology ပေါင်းစပ်ထားတဲ့ Range Rover ရဲ့ထူးခြားတာကိုလည်းခံစားရမှာဖြစ်ပါတယ် premium leather seat နဲ့ soft touch material တွေသုံးပေးထားတဲ့အတွက်ကြောင့် luxury feeling ကိုလည်းအပြည့်အဝခံစားရမှာဖြစ်ပါတယ်။ P300 HSC grade မှာဆိုရင်အတွင်းကန်းကာလာကလိမ္မော်ရောင်နဲ့လာတာကိုလည်းမြင်တွေ့ရပါတယ်။ ိုင်ကုန်နေရဆိုရင် စီမော်တာတွေစီမမ်မရီတွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ် driver စီရော passenger စီရောနှစ်ဖက်စလုံးမှာဆိုရင်တော့ထိုင်ကုန်အပူအေးပေးလို့ရတဲ့စနစ်တွေပါဝင်တယ် message share တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ထိုင်ကုန် message ကလည်းကိုယ်စိတ်တိုင်းပြောင်းလဲလို့ရတာကိုလည်းမြင်တွေ့ရပါတယ်ရှင် တိယအရာဆိုရင် leather ကြိုးချုံနဲ့လာပြီးတော့ lane departure speed limit ဖုန်းနဲ့ပတ်သက်တဲ့ function တွေ voice command volume အတိုးချက် pedal shifter အစရှိတဲ့ function တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်2019 model ကရင် CRI ဘယ်ဘက်အောက်ဖက်မှာဆိုရင်တော့နောက်ဖုန်းခွင့်ပိတ်လုပ်လို့ရတဲ့ခလုတ်ကလေးပါဝင်တာကိုမြင်တွေ့ရပါတယ် ခလုတ်ကလေးနှိမ့်လိုက်ရုံနဲ့နောက်ဖုံးအဖွင့်ပိတ်ပြုလုပ်လို့ရမှာပဲဖြစ်ပါရဲ့ရှင်2019 model B300 HSC grade မှာဆိုရင်တော့ infotainment touch screen ကနှစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်အပေါ်ဘက်မှာဆိုရင်တော့ navigation media phone အစရှိတဲ့ function တွေအပြင် camera parking zone auto parking အစရှိတဲ့ function တွေကိုလည်းကိုယ်စိတ်ဆိုင်အသုံးပြုလို့ရပါတယ်ရှင်2019 model မှာဆိုရင် center console ရဲ့ test screen ကနေပြီးတော့ shaw bar အနိုင်မြင့်ကိုကိုယ်စိတ်တိုင်းအပေါ်ဘက်ကိုမြင်ပါလားအောက်ဘက်ကိုပဲနှိပ်ပါလားခလုတ်ကလေးနှိပ်လိုက်အောင်လည်းပြောင်းလဲလို့ရပါတယ် dry mode အနေနဲ့ကိုစိတ်ကြိုက်လမ်းအနေထားပုံမူတည်ပြီးတော့လေ6မျိုးတောင်ပြောင်းလဲမောင်းနိုင်လို့ရပါတယ်ရှင် following mountain တဲ့အချိန်မှာဆိုရင်လေဘေးဘက်က mountain ပုံလေးကို test နှိပ်လိုက်ရုံနဲ့ follow မောင်းနေလို့ရမှာပဲဖြစ်ပါရဲ့ရှင်2019 model ရဲ့ center console မှာဆိုရင်တော့ cap holder က3ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်ကိုထည့်တင်တဲ့ပစ္စည်းတွေထည့်ဖို့အတွက်အလဲဘက်မှာဆိုရင် cargo space ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ် cargo space ရဲ့အတွင်းဘက်မှာဆိုရင် 12V socket တစ်ခုနဲ့ USB port ပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင် 2019 model မှာဆိုရင် rotary gear shifter ပါဝင်ပါတယ်ဆက်နှိုးလိုက်တဲ့အချိန်မှာအပေါ်ကို gear shifter လေးကတက်လာပြီးတော့ဆက်တက်လိုက်တဲ့အချိန်မှာဆိုရင်တော့အောက်ဖက်ကိုဝင်သွားတာကိုလည်းမြင်တွေ့ရပါတယ်ရှင် sound system အနေနဲ့ meridian sound system ကိုတုံးပေးထားတာကိုလည်းနှစ်စီးလုံးမှာမြင်တွေ့ရပါတယ်ရှင်။နှစ်စီးလုံးရဲ့အပေါ်ဘက်မှာဆိုရင်တော့ panoramic route တွေပါဝင်နေတာကိုလည်းမြင်တွေ့ရပါရဲ့ရှင်။